အထူးသဖြင့်เนาะကျမတမီလေးဆိုရင်ကျမအနီးကအရန်နေပေးတဲ့အတွက်ကြောင့်မလို့သူစကားပြောပြီးဆိုရင်ဆိုပါစို့ကျမအမြဲတမ်းကြားကျင်တဲ့စကားလုံးလေးတွေကိုကျမပြောလေးရှိတယ်ဥမာဆိုပါစို့မင်းတို့ရရင်ဟင်အဲ့လိုပြန်ထူကျမလုံးဝမကြိုက်ဘူးမင်းတို့ရရင်ဟုတ်ကဲ့ပါမမီတမင်တက်တက်သူမြန်မာစကားကိုမကြွကျင်ကတဲ့ကဟုတ်ကဲ့ပါဟုတ်ကဲ့မမီတော့မဟုတ်တော့ဟုတ်ကဲ့ပါမမီအရသာရှိလိုက်တာ ဟုတ်ကဲ့ပါမမီးအမြဲတမ်းနားထောင်ကြည့်လေအဲ့တော့ကိုယ့်ရဲ့ရင်ဘတ်ထဲမှာလူတွေရဲ့နားတွေထဲမှာနဝင်ချို့သွားမဲ့စကားကိုကျွန်မလိုက်ရှာတယ်အင်္ဂလိပ်လိုစကားပြောတဲ့အခါမှာလည်းဒီအတိုင်းပဲ may i please အဲ့ဒီစကားလုံးလေးတွေကိုကျွန်မစတင်ပြီးတော့သုံးဆောင်တယ်အဲ့လိုသုံးဆောင်လာတဲ့အခါမှာအပြင်မှာကျွန်မဒီကလေးတွေကို ခေါ်သွားရင်ကျွန်မသိခါရှိတယ်ကျွန်မအဆင်ပြေတယ်တလောကသူတို့နဲ့ကျောင်းကဆရာဆရာမတွေအင်တာဗျူးတဲ့အခါမှာစကားပြောကြတော့ အယံအော်တယ်အယံအော်တယ်ဆိုရရက ကျွန်မသမီးလေးကသူတို့ကိုစကားပြောတဲ့အခါမှာ yes teacher yes may i ask you a question ဟုတ်ကဲ့ပါဆရာကျွန်မမေးခွန်းတစ်ခုလောက်မေးပါရစေမြန်မာလေးဆိုမေးပါရစေဒီလိုစကားလုံးလေးပေါ့ရင်ကျေးတိမ်မွေးတဲ့စကားလုံးလေးတွေကိုတင်ပေးတဲ့အခါမှာအဲ့ဒီမှာရှိတဲ့ဆရာတွေကအယံအော်တယ် ဆီယမတွေကစားရတဲ့ဒီလောက်ထိလိန်မာပြီးတော့တော်တဲ့ကလေးတွေဒီလိုမျိုးကိုစားတင်ရတဲ့အတွက်ကြောင့်မလို့စားတင်ရမှာဖြစ်လို့အယံကိုပျော်တာပဲအယံကိုဂုံယူတာပဲတဲ့ကဲဆိုလိုရရကအခုကျမတို့တင်ပေးလိုက်တဲ့အရာတွေအားလုံးကလေးတွေကသူတို့အပြင်လောကကိုပြန်ပြီးတော့ယူသွားတယ်ဆိုတဲ့အရာကိုသိစေချင်တာဒါကြောင့်ဖခင်ကဘာပြောလဲဆိုတော့ဒီလောကကြီးကမောင်မိုက်နေတယ်တဲ့ဆိုလိုရရကဒီလောကမှာရှိနေအပြင်ကလူတွေအကုန်လုံးဆဲတက်တယ်လိန်ညာတက်တယ်ရိုင်းဆိုင်တဲ့စကားတွေကိုပြောပါလိမ့်မယ် တိုးတော့ကျမတို့ကဒီလောကထဲမှာအလင်းဖြစ်ရမယ်တဲ့ဆိုလိုတဲ့ညာကကျမတို့အိမ်ကအလင်းဖြစ်နေရမယ်ကျမတို့ပြောသောစကားတွေကအလင်းဖြစ်နေရမယ်အာမင်အဲ့ဒီစကားတွေကိုကျမတို့သုံးဆောင်ပြီးလိမ္မာရှင်ကြီးတဲ့စကားဖယားသခင်ကိုချီးမွမ်းတတ်တဲ့စကားလူကြီးမိဘကိုယိုသေးတတ်တဲ့စကားတွေကိုကျမတို့သုံးဆောင်လာပြီဆိုရင်အပြင်ရောက်ရင်ဟာထူချားတယ်သူတို့ဘာဘာသာကိုကိုွယ်တာလည်းမသိဘူးဟယ်လိုသူတို့မိဘတွေကဘလို့မိဘတွေလည်းမသိဘူးစိတ်ဝင်စားလာမှာပဲ ဒါကြောင့်မလို့ဒီနေ့ကျမတို့ရဲ့လုံဆောင်ချက်တွေအားလုံးဟာကျမတို့သားသမီးတွေထဲမှာရှိနေတဲ့အတွက်ကြောင့်မလို့တတိထားရမယ်။အာမင်အဲ့တော့ကျမတို့စကားပြောတဲ့နေရာတွေမနေ့မိုးလင်းလာပြီဆိုရင် good morning မင်္ဂလာနံနက်ခင်းပါပြောလားမပြောဟဲ့ထထမြင်မြန်ထအဲ့ရထနောက်ကြရလှုပ်လှုပ်လှုပ်မြင်မြန်လှုပ်လေစားဖို့ပဲသိတယ်ပြင်းတယ်စားတယ်ဒါပဲဘာမှမသိဘူးအဲ့လိုမျိုးမဟုတ်ဘူးမနေ့မိုးလင်းလာပြီဆို thank you jesus အာမင်မနေ့မိုးလင်းလာတဲ့နေ့လူတွေနဲ့စကားမပြောခင်ဖခင်နဲ့စကားပြောတဲ့အောင်ပြင်စင်ပါတဲ့တခင်ယေရှုကလည်းသူ့နောက်ကိုလိုက်နေတဲ့တပည့်တော်တွေကိုသေးသေးချာချာအချိန်ပေးပြီးတော့တင်ပေးတာဖြစ်တယ်အဲ့တော့အချိန်မယူဘဲနဲ့အလိုအလျောက်ပေါက်လာတဲ့အရာကတော့လမ်းဘေးနာမြက်ပဲရှိတယ်ဒါကြောင့်မလို့ကောင်းမွန်တဲ့အသီးကိုစားခြင်းနေဆိုရင်ကောင်းမွန်သောစကလုံးတွေကိုကျမတို့မိသားစုထဲမှာဒီနေ့မွေးထုတ်ရအောင် အရင်တော့အဲ့အချိန်ရောက်အဲ့လိုဆဲကျင်နေအဲ့လိုဆူကျင်နေအဲ့လိုအော်ကျင်နေအဲ့လိုဟောက်ကျင်နေဆိုရင်အခါရောက်လာရင်ဒီကျန်းစာကိုပြန်တည်ရမဟုတ်ဘူးငါရဲ့နှုတ်ရှာပါဇာထာဝရအသက်နဲ့ဆိုင်တဲ့အရာကိုတီဆောက်မဲ့နှုတ်ရှာပါဇာဖြစ်တယ်ဟာလေလုယာငါရဲ့သားသမီးတွေကသူတို့ဘာကိုပြန်လဲကောင်းချီးပေးမဲ့သားသမီးတွေသူတို့ဘာတွေကိုပြန်လဲပြီးတော့မင်္ဂလာစီးစင်းစေမဲ့သားသမီးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ငါကိုယ်တိုင်ကကောင်းချီးမင်္ဂလာရဲ့အရင်းမြစ်ဖြစ်ဖို့နဲ့ငါပြင်ဆင်မယ်ဟာလေလုယာ ဖခင်များဒီနေ့ကစပြီးတော့ကောင်းသောစကားအသက်ရှင်သောစကားထာဝရနဲ့ဆိုင်သောကောင်းကြီးမင်္ဂလာစကားကိုပြောရအောင်အာမင်ဒီလောကကတော့တင့်ကိုဆိတ်ဆိုးအောင်လုပ်လိမ့်မယ်ဒီလောကကတော့တင့်ကိုဆဲလာအောင်လုပ်လိမ့်မယ်ဒီလောကကတော့တင့်ရဲ့အထဲထဲမှာရှိနေမကောင်းသောအရာတွေအားလုံးအပုပ်ပွားတွေအားလုံးအညီဟောက်တွေအားလုံးထွက်လာဖို့အတွက်လှုပ်ပါလိမ့်မယ်သို့တော့ဒီလောကရဲ့သွေးထိုးလှုပ်ဆောင်မှုတွေမှာမပါသွားစေနဲ့ ဖခင်ရဲ့နှုတ်ကပတ်တော်အတိုင်းပဲငါတို့ပြောဆိုမယ်ဟာလေလုယာဖခင်ရဲ့နှုတ်ကပတ်တော်ကိုပဲငါတို့မိသားစုဝန်ခံမယ်ဆိုနှလုံးသားရှိစေခြင်းနဲ့အဲ့ဒါကသားသမီးတွေကိုပေးတဲ့ကောင်းချီးမင်္ဂလာအမွေဖြစ်တယ်အာမင်